တော်တာရှင်များမင်္ဂလာပါရှင်။ KK Re4U Channel မှာပြန်လည်ကြိုဆိုပါရစေ။ကျမကစာဖတ်သူခိုင်းပါ။ဒီနေ့ဖတ်ပြဖို့ပေးပို့ခံထားရတဲ့ဝိထုလေးကစာရေးဆရာမောင်တုံညအကြောင်းဆရာရဲ့ညောင်ပင် OE တော့ကဆိုတဲ့ဝိထုတို့လေးပဲဖြစ်ပါတယ်။ကျမနဲ့အတူလိုက်ပါခန်းစားကြရအောင်နော်။ဒီနေ့ကိုပတောင်တယောက်စိတ်ကန်းတို့ကုန်ထမ်းဖို့အတွက်ထွက်လာချိန်တွင်ကုန်တင်ဆက်လေးမှာစိုက်ကပ်မြေအချိန်နောက်ကျမည်ဟုသိရ၍ လက်ဖက်ရည်ဆိုင်တွင်ခိတထိုင်ဆောင်နေမိသည်လက်ဖက်ရည်ကြစိမ့်တစ်ခွက်မှာကမင်းကဖြစ်ခဲ့သည့်အကြောင်းအရာကိုတွေးကာဒေါပွားနေ၏မင်းကကိုဘတောင်းနှင်ချွေးမသည် မတဲ့ကြ၍ချွေးမဖြစ်သူနှင့်သားဖြစ်သူမှအိမ်ပေါ်မှဆင်းသွားကြ၏မိမဖြစ်သူမှညနေဘက်ဈေးကအပြန်သားနှင့်အပြင်မှဆုံမိကြရာ ချွေးမပါလာတော့ကြောင်းသားမစကားပြောဖို့နေနေတတာမတိချင်အောင်ဆောင်းသွားသည်ဟုမျက်ရည်ဆက်လက်ဖြင့်ကိုဘတောင်းကိုပြောပြနေ၏ထားလိုက်ပါမကြီးရဲ့မိဘမေတ္တာကိုတနေ့သိလိုက်မယ်ရှင်လဲမိဘမေတ္တာကပေါ်လွင်အောင်နေပြလေကိုဘတောင်းမှာဘာမှမပြောပဲမိမဖြစ်သူဤဈေးဝယ်လက်ဆွဲခြင်းကိုတေချာကြည့်ပြီးနောက်ဟဲ့မကြီးငါအတွက်မုံလာဦးဖြူပါလားဟဲ့ဟုတ်ပါရဲ့ တားကိစ္စတွေအတွေးပေါင်းစုံနဲ့စဉ်းစားရင်မေ့သွားတာမျက်ရည်ကိုအင်ကြီးလက်စာဖြင့်တုတ်ပြီးပြန်ဖြေတော့မိမကိုကိုဘတောင်းကခတ်တယ်နေကလည်းမှားလိုက်ရင်မေ့တယ်ဆိုတာကြီးပဲကွာငါနဲ့ကိုဘတောင်းကျမဒီနေ့စိတ်ညစ်ရတဲ့အထက်ရှင့်မော်လာဦးကိုလမ်းထိပ်ဆိုင်မှာဝယ်လဲရတာပဲဟာလမ်းထိပ်ကဆိုင်ကိုငါကြည့်မရတာကြာနေပြီလေနေတော့မွယ်တော့ဘူး ဘာဖြစ်နေတာလဲဟိုဆိုင်ကလူတွေကသူ့ဘာသာသူနေနေတာရှင့်ကိုဘာလုပ်နေလို့လဲချွေးမတဲ့ရန်ဖြစ်တာဘသူမှားတယ်မှန်တယ်လဲဆိုတာမသိပဲအဲဆိုင်ကချွေးမဘက်ကပါနေတာလေနေမသိဘူးလားသူတို့ကိုလည်းအပြစ်သွားမပြောနဲ့ရှင်လဲအပြောဆိုလေးထိမ့်မပေါ့မိမဖြစ်သူမှာစောင်းဆောင်စောင်းဆောင်နဲ့အိမ်မော်တက်သွား၏သားသမီးမွေးလို့အားကိုမရဘယ်သားသမီးမှအဖေအမေဆိုပြီးပတ်စံပေးဖို့မလိုပါဘူးတိတိုင်တော်ပြီး အကြီးမလည်းဒီလိုပဲအိမ်တော်လာမကြည့်ဘူးနောက်မှအဖေကဲပါအမေကဲပါလာမလို့ကြနဲ့တကောင်းမှတက်မလာခဲ့နဲ့ရှင်ကိုသားသမီးကိုမကောင်းမပြောနဲ့လူကြားလို့မှမကောင်းဘူးငါကောင်းပြောနေရလေကိုဘတော်ရှင်မလဲအာကုတို့ကြီးလိုက်တာဟိုလူနဲ့မတည့်ဒီလူနဲ့မတည့်ရှင်အိုမင်းနဲ့အခါဒုက္ခရောက်မယ်ငါပြောနေတာနင်းကဘာနာစရာလို့လို့လဲ နားစရာမလိုဘူးရှင်ရှင်ရဲ့ပါဇက်ကပွားစီပွားစီပြောလို့လို့ဘယ်သားသမီးမှအိမ်မှာမကတ်ကြဘူးတယောက်တည်းအတွင်းနဲ့ချက်နေစဉ်လက်ဖက်ရည်ဆိုင်ဤမျက်ဆောင်ထိုလမ်းမပေါ်ထိုင်နေသော အသက်အရွယ်ကြီးသောအဖိုးကြီးတယောက်ကိုလူအများဝိုင်းဝန်းကြည့်နေကြသည်ကိုတွေ့ရ၏ထိုအဖိုးကြီးသည် အားငယ်နေတဲ့ရုပ်တွင်ဖြစ်နေ၏ဘာဖြစ်တာလဲလို့စပွဲထိုးလေးကို မေးကြည့်ရာ အဖိုးကြီးကိုကားပေါ်ကနေချပြီးမတိမတာနဲ့ထားခဲ့ကြတာတဲ့ဦးလေးရေစပွဲတော်လေးဖြည့်ပြီးတည်နေလက်ဖက်ရည်ဆိုင်ကိုဝင်လာတော့မိမကြီးတဦးကစကားကြဲကြဲဖြင့်အဘကိုသူ့သားသမီးတွေကအိမ်ပေါ်မှာမထားချင်လို့လာပြစ်သွားကြတာတဲ့တနာပါတယ်ခဏနေမှဘိုးဘွားရိတ်တာကကားလာခေါ်ကြလိမ့်မယ်ဝတ်လိုက်ပါစေတော့ကိုဘတော်မှာထိုအဖိုးကြီးကိုကြည့်ရင် อืมဖះဖះငါလဲအခုလိုပုံစံနဲ့ဆိုအသက်ကြီးလာရင်ဘယ်သားသမီးမှကတ်မှာမဟုတ်ပါဘူးဒီအဖိုးကြီးကမှလာပြစ်မဲ့သားသမီးကရှိသေးတယ်ငါဆိုလို့ရှိရင်ခဏအကြာဘိုးဘွားရိတ်တာလိုက်ပုံမြည်သူများရောက်လာသဖြင့်အဖိုးကြီးကိုခေါ်ဆောင်သွားလေတော့သည်အဖိုးကြီးမှာမျက်ရည်ဆက်လက်နဲ့လိုက်သွားရရှာလေတော့ဤဆိုင်ထဲသို့လူငယ်တရားဝင်လာပြီး အဲ့ဒီတော့ဘာတနာပါတယ်မျက်ရည်ကျပြီးဘာမှမပြောနိုင်အောင်ပဲလေသူ့သားသမီးတွေကရက်ဆက်တာပဲလားအဘကပဲမှားသလားအော်လူတွေလူတွေလူငယ်လေးကြီးပြောစကားအဆုံးတွင်ကိုဘတောင်တရားကိုစဉ်းစားမိရင်အသက်ကြီးလာလျင်ပြစ်ပယ်ခံရမည်ကိုကြောက်ရွံ့လာ၏ကိုဘတောင်သည်လည်းအသက်55နှစ်ရောက်နေပြီအိမ်တွင်ဘသူနဲ့မှမတဲ ကာယဗလကောင်းသဖြင့်ကာယအလုတ်ဖြင့်သာအသက်မွေးနေရတော်လေ။အိုချင်းတရားသည်တစ်ပြေးပြေးရောက်ရှိလာသောအခါဇယာဤအနေထားကြောင်းလဲလာသဖြင့်အလုတ်ကအနားယူရတော်မည်။အနာယူမိအချိန်တွင်မိမိမှာပတ်စံရှိနေလျင်ထားတော့ပတ်စံမရှိသောအခါကိုဘတောင်စိတ်အိုက်သွား၏ ခေလူငယ်တွေသည်မိဘ၏စေတနာစကားကိုနားကြီးမခံနိုင် အခုချိန်မှတော့တာသမီများမှာမိမိတို့အိမ်ကိုမလာရဲမလာခြင်းကြဟွန်းကိုဘတောင်သည်လက်ဖက်ရည်ဆိုင်ရှိကညောင်မင်းကို ကြည့်လိုက်၏ထိုညောင်မင်းသည်နုပြိုစဉ်အခါကရွက်နူလဲဝင်ကျင်းငှက်သားစေဆိုရသလောက်ယခုအချိန်တွင်ရိုးရံကြဲကြဲသာရှိနေတော့၏ ဆက်လီစိုက်ကတန်းအိုးအောဆွဲလိုက်တော့အတန်ချောင်းတပြင်းချရင်လက်ဖက်ရည်ကို မော့ကစိတ်ကန်းစီတို့ထထွက်လာလေတော့တည်။စာရည်သူရဲ့ဝတ္ထုလေးကဒီမှာပြီးဆုံးပါပြီရှင်။စာရည်သူကမိဘနဲ့သားသမီးချဆက်ဆံရေးတင်းမာမှုလေးတွေနဲ့အသက်အရွယ်ကြီးလာတဲ့အခါဖြစ်တတ်တဲ့မိဟိုဖအိုတို့ရဲ့ရင်တွင်းခံစားချက်လေးများကို ဖော်ကျူးထားပါဗျ။ မိသားစုတစ်ခုနဲ့တစ်ခုမှာမိဘနဲ့သားသမီးကြားဆက်ဆံရေးမတူကွဲပြားကြပေမဲ့လေမိဘတွေရဲ့သားသမီးပေါ်ထားရှိတဲ့မေတ္တာတရားတွေကတော့အတူတူပဲဖြစ်ပါလိမ့်မယ်။မိဘတွေရဲ့အသက်အရွယ်အရာအကြဘက်ရောက်လာတဲ့အခါအလွယ်တကူဆက်ရငယ်လာတတ်ပြီးသားသမီးစီကဂယုဆိုင်ကျင်နာမှုကိုပြန်လည်မျှော်လင့်တတ်ကြပါတယ်။တချို့ကလည်းအားငယ်မှုကိုမထုတ်ပြခြင်းလို့မန်တင်းတုံ့ပြန်တတ်တဲ့ဇယိုက်လေးတွေရှိတတ်ကြပါဗျ။ ငါဖေပဲငါအမေပဲငါပြောတဲ့အတိုင်းပဲဖြစ်ရမယ်ဆိုတဲ့အတ္တလေးတွေကြောင့်တခါတရံခေလူငယ်တွေအတွက်အဆင်မပြေဖြစ်နေတတ်ပါတယ်။သားသမီးတွေဘက်ကလည်းအသက်အရွယ်ကြီးလာပြီဖြစ်တဲ့မိဘတွေရဲ့စိတ်ခံစားချက်ကိုနားလည်ပြီးအကျဉ်းသာမြစ်တာပေးရင်ပြန်လည်စောင့်ရှောက်ပေးနိုင်ကြတဲ့တားကောင်းသမီးမြတ်များဖြစ်နိုင်ကြပါစေလို့ဆုတောင်းရင်းနှုတ်ဆက်လိုက်ပါရစေရှင်။ နောက်ထပ်ဘဝတရားပေါ်ဇလန်းလေးတွေနားဆင်ဖို့ channel လေးကို subscribe လုပ်ပြီး notification bell လေးကိုနှိပ်ခဲ့ကြပါဦးเนาะကျေးဇူးတင်ပါတယ်ရှင်